ဲအားလုံးပဲမင်္ဂလာပါများเนาะအကူမများအားလုံးပဲကဲကူမနဲ့အတွက်เนาะအားလုံးပဲတယောက်မကြတယောက်မကြလေးဝင်လာခဲ့မယ်ဗျကဲမင်္ဂလာပါမျိုးရအောင်ပဲဒုတိယရှိနေဗျာเนาะကဲလူသိကူမရအောင်လဲဝင်လာခဲ့မယ်ဗျာเนาะဒီကူမနဲ့ကျွန်တော်ကူမများမှန်တယ်72နာရီ10မိနစ်အတွက်ပေါ့ဗျာเนาะနေကကျွန်တော်ကူမများအားလုံးပဲနှစ်ခုဝမ်းကြည့်เนาะကူမနှစ်ခုဝမ်းကြည့်ရမှာပါလေဗျာเนาะ ဒီကနေ့လဲကျွန်တော်ရဲ့မိသားစုကိုမအီအတွက်ဝမ်းစင်းလေးထပ်ပြသပေးမယ်နော်ဒါကကျွန်တော်ကိုမအီမန္တပိုင်းမန္တစေအတွက်နော်အားလုံးပဲချက်ကြည့်ပေးပါဒါကမန္တပိုင်းမန္တစေအတွက်ပါမြင်ရအောင်ဒီတော့မျိုးရအောင်ပဲမင်္ဂလာပါဆရာပါနဲ့မြင်္ဂလာပါဗျာကဲဒါတော့ကျွန်တော်ကိုအားလုံးပဲဒီမှာတစ်ချက်လေးကြည့်အောင်ဗျာနော်အားလုံးပဲ ကဲမင်္ဂလာပါနော်ကိုမများလုံးပဲတစ်ခါရဝင်လာခဲ့ပြပါရဲ့နော်ကဲတော့ကျွန်တော်ကိုမများတစ်ချက်ကြည့်အောင်ပြရအောင်နော်ကျွန်တော်ဟောဒီကတဲ့၃ည2ဆိုရယ်၃ည8ထိစီနော်ကိုမများတစ်ချက်ကြည့်အောင်ဟာလားနော်ဒါတော့ချက်ကြည့်အောင်နေဒီက၃ည6ရည်ဒီက2ရည်၃လုံးပေါင်း၃ည6 2ဆိုရယ်ဇောင်း၃လုံးပေါင်းပါတဲ့ကျွန်တော်ဒီကိုမဒီအားလုံးပဲဒါဆိုရင်၃ည6ရည်2ရည်ဇောင်း၃လုံးပေါင်းချင်းဒီပါလို့ရလေ ကျွန်တော်ရဲ့မိသားစုမှာရှင်းလို့ရပါတယ်တဲ့စားစရှင်းရနက်ခတ်ကတစ်ဖြစ်လို့ကျွန်တော်ကမှများတဲ့ရှင်းတစ်ဒီ1ဂျင်းလို့ဖြစ်ပါဗမာဖြစ်ပေမဲ့ဟောဒီမှာတစ်ဒီ1ဂျင်းပါတဲ့ကမှများ38 8ပိုင်း8ပတ်တိထကြပေးပါတယ်ဒါဆိုသူ့မိသားကိုထက်ကြည့်မယ်ဆိုရင်ဒီက60တစ်ဆိုရယ်6ထိစီကို6နဲ့ပေါင်းဒီ6ဒီကိုဇောင်းပေါင်းချင်းဒီ9 9ကို3နဲ့သွားပေါင်းပါတဲ့ဒါဆိုမိသားစုကမှ6ရယ်9ရယ်3ရယ်ဇောင်း3လုံးပေါင်းနဲ့ပါလို့ရတယ် ရှစ်ပါပဲတဲ့ရှစ်ရဲ့နှက်ခတ်ကလည်းတစ်ဖြစ်လို့ရှစ်တစ်ဒီဝမ်းချင်းလို့ကြပြီးသူ့ပြန်အောင်မှာနော်ဒါဆိုရင်ဇောင်းသုံးလုံးပေါင်းရှစ်ရှစ်နှက်ခတ်တစ်ရှစ်တစ်ဝမ်းချင်းမှာ81ဆိုတော့တစ်တလုံးပိုင်းတစ်ပတ်တိထပ်ကြပြီးပါတယ်အပေါ်မှာကလည်းရှစ်တစ်ဝမ်းချင်းပေါ့နောက်ကမှများအဲ့တော့ဟိုဒီမှာထပ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကမှမြန်ဒီက3ည90ရဲ့3ညထိစီကိုတဲ့ရှစ်ဆောင်ပေါင်းခြင်းနော်3ညရဲ့ရှစ်ရဲ့ဆောင်ပေါင်းခြင်းရှစ်အဲ့ဒီရှစ်ကိုဟိုဒီကခေါင်းနဲ့တွားပေါင်း ၃ညာရှေးခွန်ရယ်ဆောင်၃လုံးပေါင်းနေပါလို့ရလေ၅ပါတဲ့၅ရယ်နှက်ခတ်ဒီ၃လို့ဖြစ်တဲ့အတွက်ကြောင့်မလို့ဟာဒီမှာကျွန်တော်ကမနက်ခိုင်းမနက်ပိုင်းမှာကျွန်တော်တို့ငါးသုံးဝမ်းချိန်မှာ94 5တလုံးပိုင်းနဲ့တက်ပြီးရောပြီးပောက်သွားပြီးတယ်ဗျ။နောက်ကိုမှများလုံးပဲ။ဒါဆိုသူ့ပြောင်းကိုလည်းတက်ကြည့်မယ်ဆိုရင်နဲ့ဟာဒီဇောင်း၃လုံးပေါင်းပါမယ်နော်။6ရေ7ရေ9ရေဆိုရယ်ဇောင်း၃လုံးပေါင်း ကိုရဲ့တည့်ရဲ့ဇောင်းနှလုံးပေါင်းခြင်းဒီတုံညာဖြစ်ပါတယ်ငားနဲ့ပေါင်းခြင်းဒီက၅ပါတဲ့ဒါဆိုရင်ကိုရဲ့ကိုတည့်ငားဆွဲဇောင်းသုံးလုံးပေါင်းဇောင်းသုံးလုံးပေါင်းငားငားရဲ့နှက်ခတ်၃ဖြစ်လို့ငား၃ဒီလဲဝမ်းကျင်းနဲ့ဟာဒီမှာမိသားစုကမှများမနက်ဖိုင်းပါပဲနော်ကဲမင်္ဂလာပါမျိုးတွေအားလုံးပဲလူဟောင်းကိုရီမားကြီးလည်းဝင်လာခဲ့ပြီပါလူတစ်ကိုမားကြီးလည်းတခါလေးမြင်သွားစေခြင်းနဲ့ဟောက်ပြီလားနော် ယ်တခါလေးဝင်ကြည့်မယ်ဗျာမိသားเนาะမိသားစုကိုမများလုံးဝမြင်းမြင့်ဆန်မင်္ဂလာပါဗျာเนาะဒေါ်လိုင်းတေးမင်္ဂလာပါကြည့်အားလုံးပဲဝင်လာခဲ့ပြီပါဦးเนาะကောမန့်လေးမှာတိမတွေ့ရသေးဘူးမမြင်ရသေးဘူးဗျာကောမန့်ဒူဟောင်းကိုရီမားကြီးလေเนาะတခါလေးဝင်လာခဲ့ပြီပါလူဟောင်းကိုရီမားကြီးကောเนาะလူသစ်ကိုမားကြီးကောတခါလေးမြင်သွားစေခြင်းနဲ့တွေ့သွားစေခြင်းနဲ့ဟာလာเนาะကိုမားကြီးအားလုံးပဲအပန်းမကြည့်ရင်တခါလေးဝင်လာခဲ့ပြီเนาะကဲဒါဆိုမိသားစုကိုမှများအောင်ပဲဒီမှာထပ်ကြည့်မယ်တဲ့93ဝန်းကြီးမှာ30ခွန်3ပိုင်3ပတ်တီထပ်ကြပေးပါတယ် ။ဒါဆိုဟော်ဒီမှာလည်းမနေ့ကမနက်ပိုင်းဘလို့ကြာခဲ့လဲဆိုတော့ဟော်ဒီက1ရက်4ရက်3ရက်ဆိုရဲဇောင်း3လုံးပေါင်းနေ။ဒါဆိုရင်1ရက်4ရက်ဇောင်း3လုံးပေါင်း9 9ကို3နေပေါင်းချင်းဒီ10ပါးတဲ့10ရက်နှက်ခက်က10ဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ရဲ့အကိုကြီးမဒီအားလုံးပဲ81 1ဂျင်းနဲ့မနက်ပိုင်းမှာပါကြပြီလေကျွန်တော်ရဲ့မိသားစုမှာ80နဲ့9 80လုံးပိုင်းကြပြီလေ ဒါဆိုဒီမနက်ပိုင်းစီးတဲ့ဝမ်းချင်းလေးအကူမများနေဘာဝမ်းချင်းလေးထက်ဖြစ်ပြီးမလဲဆိုတော့အကူမကြီးတခါတည်းကြည်သွားပြီနော်ကဲတက်ညီလက်ညီလေးဝင်လာခဲ့ပြီအကူမများလို့နော်တက်ညီလက်ညီလေးဝင်လာခဲ့ပြီဒီမနက်ပိုင်းစီးပေါ့ချင်စေးရှိတယ်ဆိုရင်မိသားစုအကူမတွေအတွက်နော်အထူးအထူးအနေနဲ့ကျွန်တော်ကောင်းဆုံးကနန်းလေးပြသပါမယ်တခွက်ကောင်းလေးလိုချင်တဲ့ကူဒီမလေးတခွက်ကောင်းလေးတခါတည်းကြည်သွားပြီပါဟုတ်ပြီနော်တခွက်ကောင်းလေးစိတ်ဝင်စားအကူမလေးတခွက်ကောင်းလေးကိုတခါတည်းကြည်သွားပြီပါ ဒီကားနဲ့တည့်ရဲတဲ့ခွန်ရဲတဲ့ရှိရဲဇောင်းသုံးလုံးပေါင်းပါတဲ့တေးခွန်ရှိဇောင်းသုံးလုံးပေါင်းတစ်ချက်ကြည့်ပါတည့်ရဲခွန်ရဲဇောင်းနှလုံးပေါင်းခြင်းဒီရှိအဲ့ဒီရှိကိုဟာဒီရှိနဲ့သွားပေါင်းခြင်းဒီ6ပါတဲ့6ရဲ့နက်ခတ်ဒီ9ဖြစ်လို့69ဒီသူ့ပြင်အောင်မှာ1ဂျင်းနဲ့ကိုမာမြဒါဆိုရင်မန္တပိုင်းတိတက်အတွက်6ပိုင်9ပိုင်လို့ဖြစ်ထားတယ်ကိုမာမြ6လိုက်တဲ့ကိုမာရှိထပ်လိုက်ထားမယ်ဒီမနက်ပိုင်းကြီးတယ်နော်ကိုမာ6တွေ9တွေလိုက်ထားရမှာရှိရင်လိုက်ထားမယ်နော် ကဲဒါဆိုမိသားစုကိုမှအများလုံးပဲတဲ့ဇောင်းသုံးလုံးပေါင်းချင်းစီ6ပါ6နှစ်ခက်9ဖြစ်လို့69တိဝမ်းချင်းလို့ကြပြပါလေတဲ့အဲ့ဒီ69ဝမ်းချင်းကြပြတာ ਨੇ ကျွန်တော်ရေကိုမှဒီအားလုံးပဲတဲ့တစ်ချက်ကြည့်ပြပါเนาะကဲတစ်ခါရေတစ်ပါးတွေဝင်လာခဲ့ပြီမိသားစုကိုမှဒီအားလုံးပဲနော်လက်မလေးတောင်းထားပြီးမယ်ဗျလူသိကိုမလေးလူသိလိုပဲမှန်ထားပြီးပါနော်ပေါ့ချင်းသေးရှိကောမန့်လေးမှာကျွန်တော်ပြောရတဲ့အတိုင်းပဲ okay လေးမှန်ထားပြီးပေါ့ချင်းနဲ့ကိုမလေးရှိရင် okay လေးဒါမှန်ထားပြီးမယ်ဗျနော်မိသားစုကိုမလေးအားလုံးပဲ ကဲဒါဆိုကျွန်တော်တို့ဒီမှာတက်ပြီးတော့ကြည့်မယ်မိသားစုကိုမှများတယ်ဟောဒီကတဲ့6ရေတဲ့3ညရေတဲ့ဟောဒီက9ရေ3လုံးပေါင်း6 9 3ညဆိုရယ်3လုံးပေါင်းတစ်ချက်ကြည့်ပါမိသားစုကမှအားလုံးပဲတဲ့6ရယ်9ရယ်3ညရယ်ဆိုရယ်3လုံးပေါင်းချင်းဒီ5ပါတဲ့ဒါဆိုရင်3လုံးပေါင်းချင်းဒီ5 9ရယ်နှက်ခတ်က9ရယ်ပါဝါက3ည9ရယ်နှက်ခတ်က3လို့ဖြစ်ပါတယ်ဒါဆိုရင်ဒါက9 3ည3ဒီကီးလို့ဖြစ်ပါတယ် ငါးသုံးညာသုံးဒီကီလိုဖြစ်ပါဟောဒီမှာငါးသုံးညာသုံးကီသူ့ပြင်အောင်မှာ30နဲ့မှ8 3တလုံးပိုင်းထက်ကြပြီးပါတယ်ဒါဆိုရင်ဒီမှာထက်ကြည့်အောင်ကျွန်တော်ကများတယ်နှစ်ရယ်ရှစ်ရယ်ဟောဒီက6ဆိုရက်တပြားတော့ကြည့်မယ်နော်နှစ်ရယ်6ရယ်နှစ်ရှစ်6ဆိုရက်သုံးလုံးပေါင်းနှစ်ရှစ်နှစ်ပြားပေါင်းသုံးညာရှိတယ်6နဲ့တွားပေါင်းခြင်းဒီ6နှစ်ရရှိရ6ရသုံးလုံးပေါင်းခြင်းဒီ6ပါတဲ့6ရပါပါတိဖြစ်တယ်6ရနက်ခတ်က9လို့ဖြစ်တယ်ဒါဆိုရင်6 9ဒီကလည်း သူ့ပင်အောင်မှာကျွန်တော်တို့ကီလို ဖြစ်ပေးပါတဲ့81ဆိုတော့ဟောဒီမှာ1ပိုင်း1ပတ်တိထက်ကြပေးပါတယ်ဒါဆိုရင်81မှာ1လုံးထက်ဆွဲသွားပြီးရဲ့ဆိုသူ့ပြန်ကိုထက်ကြည့်မယ်ကိုမများတဲ့သုံးရင်တရဟောဒီကသုံးညာထိတ်စီရဲ့သုံးတေးသုံးညာတဲ့သုံးလုံးပေါင်းချင်းဒီ၄တန်ပါတဲ့ဒါဆိုရင်၄ရဲ့ပါဝါက6လို့ဖြစ်ပါတယ်၄ရဲ့နက်ခတ်က2ပါတဲ့ဒါဆိုရင်၄6 2ဆိုရဲကီးကဟာဒီမှာကြပေးရမယ် လေးကိုနှစ်ကီးမှာကျွန်တော်50 4လေးသလုံးပိုင်းလေးပဲထက်ကြပေးပါတယ်ဒါဆိုသူ့ပြင်အောက်ကကျွန်တော်81ခွန်ရယ်4ရယ်ဟောဒီက6ထိပ်စီးရယ်3လုံးပေါင်းဒါဆိုဒီကခွန်ရယ်4ရယ်6ရယ်3လုံးပေါင်းချင်းဒီတဲ့3ညပေါင်းဒါဆို3လုံးပေါင်း3ညကို3ညရယ်ပါဝါက9 3ညရယ်နှက်ခတ်ကခွန်လို့ဖြစ်ပါတယ်တဲ့3ညငါခွန်ဒီကီးလို့ထက်ကြပေးရမယ်သူ့ပြင်အောက်မှာ ။ဒါတွင်၃ညာ၅ခုကီးမှ30ခွန်ခွန်ပိုင်ခွန်ဘတ်တီထပ်ကြပေးပါလိမ့်။ဒါတွင်အဲ့ဒီသူ့မြောင်းမှာလေဒီက94ဆွေ5ထိပ်စီဒီကခွန်အပိတ်နယ်သွားပေါင်း9ရေခွန်ရေဒီကတစ်ထည့်ရေ3လုံးပေါင်း9ခွန်1ဆိုရယ်3လုံးပေါင်း9ခွန်1 3လုံးပေါင်းချင်းဒီ3ပါတယ်3ရဲ့ပါဝါက8 3ရဲ့နှက်ခတ်က9ဒါဆိုရင်385ဒီကီလိုဟောရီမှာ တက်ကြပြီပါ ဒါတွင်385ဆိုတဲ့ဒီမှာ85လို့ကြပြီးတော့ရှေ့ရေ9ရေထပ်ပြီးတော့အပီးပေါက်သွားတယ်အကိုမများတဲ့ဒါဆိုရင်ကျွန်တော်ကိုမများဟာဒီမှာလဲကီလေးဒီဘာလို့ကြပြီးမလဲအားလုံးပဲတစ်ခါတည်းတစ်ပါတည်းဝင်လာခဲ့ပြီးမယ်မိသားစုကိုမများဒီမနက်တပေါက်ချင်သေးရှိတယ်ဆိုတော့မိသားစုဘမရှိရတယ်ဝင်လာခဲ့ပြီးပါအထူးထုတ်တစ်ခွက်ကောင်းလေးလဲကျွန်တော်တစ်ခါတည်းပြီးခဲ့ပါမယ်ဟုတ်ပြီနော်မိသားစုကိုမဒီအားလုံးပဲ ကဲလမ်းမလေးတောင်သေးလေးပြီးဝင်လာခဲ့မယ်မနေ့ကတည်က85ထပ်သွားတော့ကျွန်တော်ကမာရီမင်းနဲ့သမားကြီးလည်းရကြလို့စိန်ဖက်တီသမားကြီးလည်းဆက်လုပ်ပါမယ်ဗျဟုတ်ပြီနော်ကမာရီအားလုံးပဲကဲဝင်လာခဲ့မယ်ဗျကျွန်တော်ကမာရီအားလုံးပဲလမ်းမလေးတောက်ချက်လေးတန်းစီတောင်းလာပြီလမ်းမလေးတောက်ချက်တောက်တောက်တောက်လို့တောက်ထားပြီးမယ်ကျွန်တော်ကမာရီအားလုံးပဲပေါ့ချင်းသေးရှိတယ်ဆိုရင်ကျွန်တော်ပြောရတဲ့အိုကေလေးဒါမှန်လာပြီနော်ဘေးလေးပြားလေးမပေးနဲ့ငွေလေးပြားလေးမပေးနဲ့အကူမများဘေးငွေလိုချင်လို့လိုက်ရှုပ်ဖို့တက်လာတာမဟုတ်နော်ကိုရရင်ကိုယူသွားတခါတည်းပြောတာပြပြပဲနော် ဒါဆိုရင်ဒီမှာကျွန်တော်ရဲ့မိသားစုကမှ၄တဲ့ကီးလေးဒီဘလို့ရလဲဆိုတော့ဟောဒီ30ခွန်အတွက်3ထိပ်စီ5အပိတ်နဲ့ပေါင်းတယ်3ရဲ့5ရဲ့1ရဲ့ဆိုတော့3လုံးပေါင်းချင်းဒီပါလို့ရလဲကိုမှများတဲ့3 5 1တဲ့3လုံးပေါင်း3ရဲ့9ရဲ့1ရဲ့3လုံးပေါင်းချင်းဒီက9ပါ9ရဲ့ပါဝါက၄9ရဲ့နှက်ခတ်က6လို့ဖြစ်ထားတယ်ဒါဆိုရင်9 4 6ကြီးကျွန်တော်ရဲ့အကုန်ပါများကီးလို့ဖြစ်ပြရမယ်ဘာမှလဲဆိုတော့ ောဒီမှာမနက်ပိုင်းအတွက်646 69ဝန်းကျင်ရှိတာတယ်။ဟုတ်ပြီနော်ကိုမများလို့ပဲ။အဲ့ဒီ646ဆိုတဲ့ညမှာကျွန်တော်ညီကိုမကြီးတစ်ချက်ပြတာပြီးမယ်။946ကီးကိုကျွန်တော်ကိုမများတယ်။ဘာနဲ့တွဲကစားပေးမလဲတစ်ချက်ကြည့်မယ်ဆိုရင်ねဒါဒီကကီးလို့ဖြစ်ပေပဲတကူမများเนาะကဲတခါလေးတပါးလေးဝင်လာခဲ့ဗီဝါလေးကျွန်တော်ကမှ1500မြန်သွားမယ်။လမ်းမလေးကတယောက်ချက်လေးထောင်သားပေးမယ်။တကူမများအလုံးပဲညီအောင်တွေ့အောင်ကြည်ပါเนาะ မြင်အောင်တွေးအောင်ကြည့်ပါဒါဆိုဒီမှာဖက်ပြတာပြမယ်ကိုမမများအလုံးပဲဒီက190ရဲ့နှစ်တိတ်စီးရဲ့9ရဲ့2 9ရဲ့3လုံးပေါင်းနေ99တဲ့၃လုံးပေါင်းပါတဲ့နေရ9ရ9ရ3လုံးပေါင်းချင်းဒီ၃ညပေါင်းဒါဆိုရင်၃ညရဲ့နက်ခတ်ဒီခွန်ဖြစ်ပါတယ်တဲ့၃ညခွန်ဒီဟာဒီမှာ1ချင်းနဲ့မနက်ပိုင်းနေ99 3လုံးပေါင်း၃ည၃ညနက်ခတ်ခွန်၃ညခွန်1ချင်း81ခွန်တစ်လုံးပိုင်းနဲ့ကြာသွားပြီတဲ့ ဒါဆိုရင်ဟောဒီက38ဆိုရယ်3ထိပ်စီးရယ်1ရယ်ဟောဒီက8ရယ်3 8ဆိုရယ်3လုံးပေါင်းနဲ့3ရယ်1ရယ်8ရယ်3လုံးပေါင်းချင်းဒီနှစ်ပါဒါဆိုရင်2ရယ်နှစ်ခတ်ဒီ4ဖြစ်လို့2 4ဒီဟာဒီမှာ1ချင်းနဲ့94ဆိုတော့ဗာကြသွားပြီလေဆိုတော့မိသားစုမှာ၄ပိုင်၄ဘတ်တီထပ်ကြပေးသွားပါလိမ့်။ဒါပေမဲ့သူ့ပြင်အောက်မှာထပ်ကြည့်မယ်ဆိုရင်ဒီက87ဆိုရယ်ခွန်ထိန်စီးရယ်တိရယ်ဒီက169ပဲရယ်။ ခွန်ရဲ့တည့်ရဲ့ကိုးရဲ့သုံးလုံးပေါင်းခြင်းဒီခွန်ပါခွန်ရဲ့နက်ခတ်ကသုံးညဖြစ်လို့ခွန်သုံးညကဝမ်းချင်းဟာဒီမှာကြပြီနောက်တင်ကိုးလင်း6ကိုဒီမှာကတ်ပြရမယ်ဝမ်းချင်းလုံးပိုင်းတစ်ချက်ကြည့်သွားကိုမမများနော်မှတ်မိသေးလားကျွန်တော်တို့ကိုမမများအလုံးပဲကျွန်တော်တို့အပေါ်မှာတော့ကျွန်တော်ကိုမများအလုံးပဲကျွန်တော်3တလုံးအဲကျွန်တော်နှစ်ခွန်ဝမ်းချင်းမှာနော်နှစ်နှစ်ပိုင်းလို့ပါလို့ပေးခဲ့တဲ့ site တွေပေါ့နောက်ကိုမများအလုံးပဲ ကဲအဲ့ဒီလမ်းကြောင်းလေးထပ်လာမယ်ဗျဝင်လာခဲ့ပြီကျွန်တော်ရေကိုဒီမားတွေအားလုံးမိသားစုကမှများခွန်ရည်တည့်ရည်ကိုရည်သုံးလုံးပေါင်းခွန်တည့်ကိုသုံးလုံးပေါင်းခွန်ခွန်နှက်ခတ်သုံးညခွန်သုံးညဝမ်းချင်း30နဲ့မှခွန်ခွန်ပိုင်းခွန်ပတ်တီထက်ကြပါလိမ့်ဒါတွင်ဟော်ရီက54ဆိုရယ်5ထိပ်စီဒီက6ပိတ်6ထိပ်နဲ့ပေါင်း9ရည်6ရည်4ရည်3လုံးပေါင်း9 6 4ရည်3လုံးပေါင်းချင်းဒီပါလို့ရ6 4ပေါင်းသုံးညကို9နဲ့ပေါင်းတော့9 ငါရဲ့နက်ခတ်ကတော့ငါတော့ဝမ်းသေးမှာကျွန်တော်တို့ကမှများမနက်ပိုင်း80နဲ့မှာငါငါတစ်လုံးပိုင်းထက်ကြပြီးပါလိမ့်ဟုတ်ပြီနော်ဒါဆိုရင်ဒီမှာကျွန်တော်ရဲ့အကူမလေးမနက်ပိုင်းကြပြီးရမယ်ဝမ်းချင်းတိဘာဝမ်းချင်းလေးဖြစ်မလဲတစ်ချက်လေးကြည့်ပေးအကူမများလုံးမေးတစ်ချက်လေးကြည့်ပေးဓာတ်ကွက်ကောင်းထိုးမဲ့ကိုဒီမှာရှိလားမသိနော်ဓာတ်ကွက်ကောင်းနှက်ကွက်ကောင်းလေးဒီပပိုင်းနိုင်နိုင်ထိုးမဲ့ကိုဒီမှာရှိလားမသိရှိဝင်လာခဲ့ပြီပါ နော်တကွက်ကောင်းထိုးမဲ့ကမအရှင်ရှိတယ်လို့မှတ်ပြီးဒါတကွက်ကောင်းကတ်ကလေးပြပေးမယ်ပြီးရင်တကွက်ကောင်းကတ်ကလေးပြပေးမယ်အကိုမာမြနော်တကွက်ကောင်းကတ်ကလေးတစ်ခါလေးပြပေးခဲ့မယ်ကျွန်တော်ရေကိုမာတွေဟုတ်ပြီမဖြစ်မနေထပ်ပြရမယ့်စေကိုပတိယူထားတဲ့ကိုရီမာတွေကလည်းတေချာလုပ်ထားပြီနော်ဒီကနေ့ထပ်ဖို့များတယ်ဗျပြီးရင်ကျွန်တော်အဲ့ဆိုင်လေးထပ်ပြသားပြီးဦးမယ်ကဲဒါဆိုဟောဒီမှာဝမ်ဂျင်းလေးဒီဘာဝမ်ဂျင်းလေးလည်းကြည့်ရအောင်ကိုမာမြ30ခွန်က3ထိပ်စီဒါဆိုရင်ဒီက3ရေခွန်ရေ4ရေ3လုံးပေါင်း 3ခွန်8သုံးလုံးပေါင်းမှာ3ရခွန်ရပေါင်း3ည8နယ်ပေါင်းတော့8 8ရနှစ်ခတ်တဖြစ်လို့8တစ်ဒီ1ချိန်ဒါဆိုရင်8တစ်ဒီ1ချိန်နေကုန်မှာကျွန်တော်ကိုမာ8တလုံးကလိုက်ထိတယ်နော်ကိုမာအားလုံးပဲ8 3တစ်ကတော့ကီးပါကျွန်တော်ရေကိုမာအားလုံး8 3တစ်ကကီးဒါပေမဲ့ကျွန်တော်ရေကိုမာ8တလုံးကနေကုန်မှာလိုက်ထိတာများတယ်ဟုတ်ပြီဒါဆိုကျွန်တော်ရေအမိသားစုကိုမာထက်ကြည့်မယ်8 3တစ်ကီးဆိုတာနဲ့ကျွန်တော်မာတော့8တစ်ဆိုရဲလုံးပါ ဒါဆိုရှစ်တစ်ဆိုတော့1ချင်းလုံးပိုင်းမှာကျွန်တော်ရေကောင်မှာဘယ်ပိုင်းဘယ်တလုံးဒီပိုင်းဖြစ်ပြီလဲဆိုတော့တစ်ချက်ကြည့်အောင်ဟုတ်လားဒီ3လုံးပေါင်းကျွန်တော်ကောင်မှာများရှစ်ရေ6ရေဒီကခွန်ရေဆိုရဲ3လုံးပေါင်းပါတဲ့ခွန်6 9 3လုံးပေါင်းတစ်ချက်ကြည့်ပါခွန်ရေ6ရေနှစ်ပြားပေါင်းကငါ6နဲ့ပေါင်းတော့၄၄ဒီပိုင်းဘက်သီးလို့ဖြစ်ပါ၄ပိုင်း၄ဘက်သီးနဲ့ဟာဒီမှာကြာပေးရမယ်54တက်ကွာကောင်းနော်၄ပိုင်း၄ဘက်သီးတစ်လုံးနဲ့ ။ဒါတွေဟောဒီမှာသူ့မြောက်မှာဆိုရင်ကျွန်တော်ကမာ1 1 5ဆိုရယ်3လုံးပေါင်း9ရယ်1ရယ်1ရယ်3လုံးပေါင်းမာတဲ့9 1 1တဲ့3လုံးပေါင်းချင်းဒီခွန်ပါ။ကဲကြိုက်ရင်ကြိုက်တယ်လို့မဲ့လမလီထောင်ထားပြီးအကိုမာများကြိုက်ရင်ကြိုက်တယ်လို့မဲ့လမလီထောင်ထားပြီးတခါတည်းဝင်လာခဲ့။တခါတည်းဝင်လာခဲ့နော်အလကားပေးတာပါဗျာ။နော်အကိုမာတခါတည်းဝင်ကြည့်သွားပြီ။နော်ဖက်ဝင်ခေါ်လာပါလားမမေးပါနဲ့နော်အားလုံးပဲပြုပြင်နေပြောသူကပြီတခါတည်းကြည်ပေးပါ ခွန်တိတိတဲ့၃လုံးပေါင်းခွန်ခွန်ပိုင်းကဒီမှာမန္တပိုင်း30ခွန်လို့ကြတယ်ဟုတ်ပြီနော်ခွန်ပိုင်းက30ခွန်လို့ကြတယ်ဒါဆိုရင်ဒီမှာ94အပိတ်ကိုဒီကတိတိနေပေါင်း41ပေါင်းငါ9ကိုဟောဒီ3နဲ့သွားပေါင်းတယ်3ရင်4ရင်3ရင်3လုံးပေါင်းချင်းဒီ10ပါမနေ့ကကျွန်တော်တို့မနက်ပိုင်း10ပိုင်းနဲ့ကျွန်တော်တို့85တလုံးပိုင်းထပ်ကြပေးတယ် လေကမနက်ပိုင်းလေးတလုံးပိုင်းခွန်ကမနက်ပိုင်းခွန်တလုံးပိုင်းဒီမှာကျွန်တော်ရှစ်ကမနက်ပိုင်းတွေရှစ်တလုံးပိုင်းဒါဆိုဒီမှာကြည့်မယ်လုံးပိုင်းခွန်ရဲ့ရှစ်ရဲ့6ရဲ့3လုံးပေါင်းကဲမိသားစုကမှများဟုတ်ပြီနော်အဲ့ဒီရှင်းတာအဲ့ဒီတက်ရှင်းတာဘာမှမရှိဘူးဟာလားဒါတော့ကျွန်တော်ကောင်မမရှေးခွန်6 3လုံးပေါင်းရှေးရခွန်ရပေါင်း5 6နေပေါင်းတော့1ဒါဆိုရင်1ကလုံးပိုင် ဒါဆိုကျွန်တော်ရင်မိသားစုကမာလေး71 1 J နဲ့71က1 J 71ကလုံးမိုင်ပေါ့နော်1ကလုံးမိုင်ဒါဆိုရင်71 1 J ကိုတစ်တလုံးမိုင်နဲ့ကျွန်တော်က646နဲ့ကွဲတွဲမှာဟာလာဒါ646 G ကကွဲအောင်မိုင်ခွေလို့ရတယ်ပေါ့နော်646 G ကခွေလို့ရတယ်ဒါပေမဲ့ကျွန်တော်ကမိုင်စိတ်ဝင်စားရင် ခွေပေါ့ကျွန်တော်ပုံပုံလေးတစ်ခါပြောတာနော်ခွေလို့ရတယ်ပြောရတော့မခွေနဲ့လုံးပြောခွေလို့ရတယ်ကိုယ့်ကိုကိုကြိုက်တယ်ဆိုရင်လိုက်ခွေကစားနော်ကျွန်တော်ကမိုင်ကျွန်တော်လောတယ်ကျွန်တော်71 1 J 6 key နဲ့တွဲပြပေးမယ်ဒါဆိုတစ်ကို6 6နဲ့တစ်ချက်တွဲပြပေးမယ်တစ်နဲ့ပတ်သက်ရင်တစ်ကိုတစ်ချက်ကြည့်ပေးမြင်ရလားမသိဘူးမိသားစုကမှတစ်ကိုတစ်လေးပါဝါကြိုက်ရင်တစ်6ပေါ့เนาะပါဝါမထပ်သေးဘူးမင်းကနက်ခတ်ပဲထောက်ထားတယ်ဒါဆိုရင်ရှင်းနေဆိုရင်ကျွန်တော်ဒီကမှကြည့်မယ်เนาะရှင်းနေဆိုရင်86 64 6နဲ့ဆိုရင်80 86 646ကိုနော်တင်းရှင်းနဲ့ join လာကတ်ထားတာကိုမှများတင်းနဲ့ဆိုရင်ကျွန်တော်646ကတ်မယ်ရှင်းနဲ့ဆိုရင်ကျွန်တော်က646ပဲကတ်မယ်ဟုတ်ပြီနော်691တင်း646ကီးတကယ်လှတယ်ဗျာနောက်ကမှအားလုံးပဲ81ကတော့နေကုန်မှာတိနေရပဲဒါကြောင့်မှရအောင်မယ်ဥပမာလေးပြောအောင်နော်81ကတော့နေကုန်မှာတိနေရပေါ်မှာဆိုနေ81ဝါးချင်းမှာဆို8ထိရတယ်81ဝါးချင်း8ထိတယ်81ဝါးချင်းမှာတက်ကြပြီတယ် ရှစ်တိဝါချင်းမှာရှစ်ကြတယ်ရှစ်တိဝါချင်းမှာရှစ်ကြတယ်ရှစ်တိဝါချင်းရှစ်တိနေကုန်ကကျွန်တော်မှဒီရတဲ့အစကြတာနော်ကိုမကြီးအားလုံးပုပ်ပင်လင်းပြောတာရှစ်တိဝါချင်းအမရှစ်တိဝါချင်းအမဟုတ်ပြီနော်ကဲဒါတော့ကျွန်တော်ကိုမကြီးဒီမှာကျွန်တော်ပြောရရလားအကွက်ကောင်းလေးထိပ်စီးနောက်ပိလေးချက်ပြတာပေးမယ်ကဲတခါရဲတော့ပါတယ်ကြည်အကိုမကြီးအားလုံးမိမြတ်သက်သက်ပဲကျွန်တော်ကသွားတယ်ပုပ်ပင်လင်းပြောတာနော်ကဲမိမြတ်သက်သက်ပဲပြတာပေးတာမို့မိမြတ်သက်လေးဝင်ကြည့်သွားပြီနော် ဒါအချိန်မရတဲ့ကိုရီမားတွေအတွက်ကြည့်ရတာတန်ပါတယ်เนาะကျွန်တော်လည်းမြန်တိုင်းတော့မြန်ပြီးသားတယ်အကိုရီမားကြီးလည်းနားလျောက်လို့သေချာရှင်းပြပေးတာเนาะကဲပေါက်သွားအောင်လေးကြည့်သွားပါကျွန်တော်ရဲ့မိသားစုကမှလည်းအားလုံးအဓိကတော့ပေါက်အောင်လို့ကျွန်တော်ပြေးတာပေးတာမလို့ပေါက်သွားတယ်ဆိုဝမ်းသာတယ်ဟာလားကဲဒါဆိုမိသားစုကမှဒီဟာဒီမှာထပ်ပြတာပြီးမယ်เนาะတစ်ချက်ကြည့်ပေးပါဒီကားတွေ၃ရေဒီကား၁ရေစောင်းပေါင်း 3ရက်1ရက်ဇောင်းနှလုံးပေါင်းခြင်းဒီဘာလို့ရလဲလေးလို့ရပါတယ်တဲ့ဟုတ်ပြီ3ရက်1ရက်ဇောင်းပေါင်းခြင်းဒီလေးလေးရက်နက်ခတ်ကပါလေနှစ်လို့ဖြစ်ပါတယ်3 1ဇောင်းနှလုံးပေါင်းလေးလေးနက်ခတ်နှစ်လေးနှစ်ကိုကျွန်တော်ရအကူမအများဘယ်နှလုံးပေါင်းလေးနှစ်လို့ပြန်ဖြစ်တာလေဆိုတော့ဟောဒီထိပ်စည်းနှလုံးပေါင်းလေးနှစ်တန်ပြန်ဖြစ်ပါတယ်သာသွေးဇောင်းနှလုံးပေါင်းခြင်းဒီလေးလေးနှက်ခတ်နှစ်လေးနှစ်တန်ကိုဟောဒီနှလုံးပေါင်းလေးနှစ်တန်ကြပြရအောင် ဒါဆိုရင်ခွန်ရှိပါတဲ့၄တန်ဖြစ်ဖို့အတွက်ဆိုဒီမှာပါထည့်မယ်ခွန်ကို၄တန်ဖြစ်ဖို့အတွက်ဆိုကျွန်တော်ကိုမားဒီအားလုံးပဲပါထည့်ပေးမယ်တစ်ချက်ကြည့်သွားပြီးအကိုမားများအားလုံးပဲကဲလမ်းမလေးထောင်ပြီးတစ်ခါလေးကြည့်သွားပြီးခွန်လို့ထည့်မယ်ဒါဆိုရင်ခွန်ကိုတဲ့နှစ်တန်ဖြစ်ဖို့အတွက်ဆိုရင်၅လို့ထည့်ဟာလားခွန်၅ကဘာလို့ဖြစ်ပေးလဲဆိုတော့ထိတ်စည်းပါတဲ့ပါပြီနော်ခွန်၅ထိတ်မှာဘာကြတော့လဲ94 5ထိတ်နဲ့ကျွန်တော်တို့ကြာသွားပြီးတယ် ဟုတ်ပြီနော်ကဲဒါဆိုရင်သူ့ဘယောက်ကိုထပ်ကြည့်မယ်ဆိုရင်ဟောဒီက81ခွန်ထိစီဒီက1ထိနေပေါ့ဒီခွန်ဒီ1ဇောင်းနှလုံးပေါင်းက8ဟုတ်ပြီ3လုံးပေါင်းချင်းဒီ8 8ရဲ့နက်အဲခွန်ရဲ့1ရဲ့ဇောင်းနှလုံးပေါင်းချင်းဒီ8 8ရဲ့နက်ခက်ကတေးတဲ့ဒါဆိုရင်8တအတန်ကိုဟောဒီနှလုံးပေါင်း8တအတန်ပြန်ကြပြီဒါဆိုရင်ပေါင်းချင်းဒီ8တန်တက်တန်ဖြစ်ပါလားဖြစ်ရပါမယ်ဒါဆိုရင်ငားလို့ရှိတယ်တဲ့နှစ်ပြားပေါင်း8ဖြစ်အောင်ဆိုရင်ကျွန်တော်က 3ဒီ9ကိုနှက်ပြားပေါင်းတစ်ဖြစ်အောင်ဆိုရင်6က36ကဒိတ်စီအရင်38တော့အရင်က36ဒိတ်နော်မှတ်မိပါပါ36ဒိတ်စီ36ဒိတ်စီမှာ38 3တလုံးပိုင်းထပ်ကြပေးတယ်ဒါဆိုရင်ဟောဒီမှာထပ်ကြည့်မယ်ကိုမမြာနော်ဒီက94 5ထိပ်စီဒီက6နဲ့တွားပေါင်းဒါဆိုဒီ5ဒီ6ပေါင်းခြင်းဒီက1တိရဲ့နှက်ခတ်က8လို့ဖြစ်တယ်ဗျာ ဆောင်းနှလုံးပေါင်းခြင်းဒီတစ်တနဲ့ခက်ရှစ်ကိုတဲ့ဟောဒီနှလုံးပေါင်းခြင်းဒီကတစ်တန်ရှစ်တန်ပြန်ဖြစ်ပြရမယ်ဒါဆိုရကိုမများဒီမှာသုံးလို့ရှိတဲ့တစ်တန်ဖြစ်အောင်မလုပ်ထည့်တာလေဆိုတော့ရှစ်လို့ထည့်ပြရမယ်ဒီမှာရှစ်လို့ရှိတဲ့သုံးတန်ဖြစ်အောင်ငါးလို့ထည့်တယ် ဒါဝင်ရှင်ကားဒီပါဖြစ်ပေးရမလဲထိတ်စီးဖြစ်ပေးရမယ်ရှင်ကားကထိတ်နော်အခုမှအပြီးပေါက်ပြောတာမဟုတ်ရှင်ကားကထိတ်စီးဒါဆိုဘာကြပေးလဲ80နဲ့ကရှစ်တလုံးမှကြပေးတယ်ရှစ်ထိတ်စီးဟုတ်ပြီနော်ထိတ်စီးလမ်းကြောင်းတိတက်ပါဒါဆိုဟောဒီမှာကျွန်တော်ရဲ့မိသားစုကမာတွေဘာထိတ်စီးလေးကြပေးမလဲတစ်ချက်ကြည့်ပေးကဲဝင်လာခဲ့ကျွန်တော်ရဲ့ကမာတွေအားလုံးလက်မလေးတစ်ချက်လေးတောက်ထားပေးပါကဲဂူကြီးနဲ့ကိုမကြီးအားလုံးပဲဝင်လာခဲ့နောက်ကိုမကြီးအပြစ်မနေထပ်ပြရမယ်ပတ်တီးတလုံးလိုချင်တဲ့ကိုမကြီးလေအပီးဒီတင်ခါလေးကြည်သွားပြီပါကျွန်တော်ကိုမကြီးအားလုံးပဲ ကိုနိုင်ခွဲစေးကတစ်တစ်နဲ့တကိုဟာလားဟုတ်ကဲ့ပါဟုတ်ပြီကျွန်တော်ရေမိသားစုကိုမအများအလုံးပေးကဲဒါဆိုရင်မိသားစုမှာတစ်ချက်ကြည့်အောင်ဗျာเนาะကျွန်တော်ခုပြသပြီးရဲ့ဆက်ကမှန်တော့ရမယ်ပေါ့เนาะပုံပုံလေးလေးပြောတာ ကျွန်တော်တို့ဒီဗျာမထဲမတိုးပြီးနဲ့ကိုရရင်ကိုယူသွားနော်ဘာမှမပေးနဲ့တခါပြောပြီးသားနေတဲ့ကိုယူမရပြောပြီးသားနော်ကိုရရင်ကိုယူသွားပါနော်အဖြစ်မဲ့ထွက်ပြရမယ့်ပတ်တိတလုံးလာတဲ့ကိုယူမတွေကတော့အစင်ပြောင်လေးပဲထဲကစားပြီးဥပွင့်လေးခိုင်ပါနော်အဖွဲ့ဝင်ကြေးပါမခေါ်ဘူးအဖွဲ့ဝင်ပါမခေါ်ဘူးကြိုလည်းမပေးနဲ့ကြိုလည်းမယူဘူးကိုယူရင်ပြောကိုရရင်ကိုယူသွားဟုတ်ပြီဒါဆိုကျွန်တော်တို့ကဒီမှာကျွန်တော်ဗာထေကြီးဖြစ်မယ်တစ်ချက်ကြည့်အောင်ဒီ3ဒီခွန်ဒီ3ရဲ့ဒီခွန်းရဲ့ရှင်းနှပြပေါင်းချင်းဒီဘာလို့ရလဲ3ညာ3ညာရဲ့နှက်ခတ်ကခွန်း 3ညခွန်ဆိုတာဖြစ်လို့တဲ့။အော်ဒီနှလုံးပေါင်း3ညခွန်အတန်ဖြစ်ပေးရမယ်။ပေါင်းချင်းတန်ဒီ3ညတန်ခွန်တန်ဖြစ်ပေးရမယ်။ဒါဆိုဒီမှာရှစ်လို့ရှိတယ်။3ညတန်ခွန်တန်ဖြစ်အောင်ကျွန်တော်ရေမိသားစုကမာကြီးကပါတော့ထည့်ပေးရမယ်။ထည့်သေးကိုကျွန်တော်ကမာကြီးနှစ်ခွန်လားတဲ့။ဟုတ်ကဲ့ပါ။လာလာ။ပါဟင်းကဘာညာနှစ်ခွန်မဟုတ်ပါဘူးနောက်တစ်ချက်ကြည့်ပါကျမ်းမပါသေးဗျာဟုတ်ကဲ့ပါကိုစင်မင်းရေကျေးဇူးများကြီးတင်ပါတယ်ဟုတ်ပြီဒါတော့ကျွန်တော်ကိုမကြီးအားလုံးပဲကျွန်တော်ဒီဘာဒေးစီးလို့ထည့်ပေးရမလဲတစ်ချက်ကြည့်ပါ 85ခွန်9ထိလာမဟုတ်ဘူးဒီမှာရှစ်လို့ရှိတယ်ဗျာတုံညတန်ဖြစ်အောင်ဆိုဟုတ်ပြီပထမဦးဆုံးအနေနဲ့နှစ်ထိဟုတ်လားဒါဆိုရင်ဒီမှာရှစ်ကိုသုံးလုံးပေါင်းခွန်တန်ဖြစ်အောင်ဆိုဒုတိယအနေနဲ့9ထိဒါဆိုရင်နှစ်ထိစီ9ထိစီအကိုမာများဒီမှာထည့်ပြရမှာဒီနှစ်ထိ9ထိဆိုတာဖြစ်ပါလေထိစီလမ်းကြောင်းဟုတ်ပြီတော့ ထိတ်စီထိတ်စီကိုမမြအဲ့ဒါကိုကျွန်တော်ဒီကိုမနေနောက်ပိတ်အနေနဲ့ကျွန်တော်တို့ဒီဘလို့ထပ်ဝင်လဲဆိုတော့ဒီကျွန်တော်ဒီကိုမကြီးအားလုံးပဲနောက်ပိတ်လေးကိုတစ်ချက်တက်ပြတာနေဟုတ်တယ်နှစ်ကိုထိတ်ကျွန်တော်ကွန်မန့်မှာတစ်ခါရမှတ်ပြီနော်နှစ်ကိုထိတ်ဒီနှစ်ကိုထိတ်ဒီကိုကျွန်တော်ကိုမနောက်ပိတ်အနေနဲ့ဘလို့ထပ်ရလဲဆိုတော့ဒီသုံးလုံးပေါင်းတစ်ချက်ကြည့်အောင်ဟောဒီကားနဲ့ကျွန်တော်ခွန်ရယ်ရှိရယ်ဒီကကျွန်တော်တကိုးဆွေကိုအပိတ်ရယ်ပါခွန်ရှိကိုးဆွေသုံးလုံးပေါင်းနဲ့ခွန်ရယ်ရှိရယ်နှစ်ပြားပေါင်းက6နဲ့ပေါင်းတော့ ဒါဆိုရင်အဲ့ဒီလေးလေးရဲ့နှက်ခက်ကနှစ်ဖြစ်ပါတယ်တဲ့လေးနှစ်ကဘာလို့ဖြစ်ပြီလဲဆိုတော့နောက်ပိတ်ပါဒါဆိုရင်လေးနှစ်ကနောက်ပိတ်ပါတဲ့မိသားစုကမှများမြင်ရတာမသိနော်ဒါဆိုရင်လေးနှစ်ကနောက်ပိတ်ပါဆိုတော့ဟောဒီမှာကျွန်တော်ကမာဒီမန္တပိုင်း54ဒီက4အပိတ်ပါတဲ့နော်နှစ်4အပိတ်က4ပိတ်လို့ကြပါတယ်9ထိပ်စီ4အပိတ်နဲ့54ထွက်သွားပြီပါတယ်ဟောဒီမှာ54ဒါဆိုသူ့ပြောင်းမှာထက်ကြည့်မယ်ဆိုရင်ဟောဒီက1ကိုဟောဒီက9နဲ့ပေါင်း တင်းနောက်ဘိတ်ကို9ထိန်စီနဲ့ပေါင်း9ရဲ့တိရဲ့ဇောင်းပေါင်း6 6ခုဟော်ရီက4နဲ့သွားပေါင်း9ရဲ့တိရဲ့4ရဲ့3လုံးပေါင်းချင်းဒီ3ညပေါင်းတဲ့3ညရဲ့နှက်ခတ်ခွန်ဖြစ်လို့3ညခွန်သည်နောက်ဘိတ်1ချင်းနောက်ဘိတ်1ချင်းဒီဟော်ဒီမှာဗာကြပြီးလဲနောက်ဘိတ်ကိုကြည့်ပေးပါခွန်နောက်ဘိတ်လို့ကြာပေးပါလေတဲ့3ထိန်စီခွန်နောက်ဘိတ်30ခွန်သည်တက်ကွဲကောင်းမှာပါ ဟောဒီမှာနော်ထွက်သွားပြီးရ30ခွန်ဆိုပြီးရထွက်သွားပြီးတယ်ဟောဒီမှာက9ဒိတ်စီ4နောက်ပိတ်94 3ဒိတ်စီခွန်နောက်ပိတ်30နဲ့ခွန်ဒါတဲ့ဟောဒီမှာထပ်ကြည့်မယ်ဆိုရင်ဒီ4ဒီ3ဇောင်းပေါင်းချင်းဒီခွန်အဲ့ဒီခွန်ကိုဟောဒီက၈နဲ့တွားပေါင်း3 4 8ပဲ3လုံးပေါင်းချင်းဒီ9တဲ့9ရဲ့နှက်ခတ်က3 9 3ကနောက်ပိတ်ကိုဖြစ်ပြရမယ်နောက်ပိတ်1ချင်းလို့ဖြစ်ပြရမယ်ဟောဒီမှာနောက်ပိတ်1ချင်း ဘာနောက်ပိလေးကြာထားလေငါးနောက်ပိလို့ကြာထားလေနောက်ဆိုရင်၈ထိပ်စီငါးနောက်ပိနဲ့80နဲ့မှာငါဆိုရကြာသားပေးတယ်ဟုတ်လားဒုတတိယကြိမ်ပေါ့ဒါဆိုရင်ကျွန်တော်ရေကောမကြီးဒီမှာဒီဘာနောက်ပိလေးထပ်ကြပေးမလဲတဲ့တခါလေးကြည့်ပေးတခါလေးကြည့်ပေးတခါလေးကြည့်ပေးကျွန်တော်ရေကောမကြီးလမ်းမလေးထောင်သားပေးမယ်ဟုတ်လားနော်ဒါသင်ဟောဒီကခွန်ရည်ရှိရည်ဇောင်းပေါင်းကြီးဒီ9တဲ့ဒီကတုံညနေပေါင်းဒီ3လုံးပေါင်းကြီးဒီဘာနောက်ပိလို့ဖြစ်ပေမလဲမိသားစုကမှာ တခါနဲ့ကြည့်ပြီးမယ်လမ်းမလေးထောင်လာပေးတာကိုမင်းချင်ပါလေလမ်းမ 1K လေးမြန်သွားမယ်ဗျာအခုကြည့်နေမျက်နှာပြန်တောက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 ်ဆိုတော့ချက်လေးတောက်ထားပြီးမယ်ကိုမမနော်ဟုတ်ပြီလားဒါဝိပတ်တိကြီးမဲကမိုင်းယူလို့ပဲမှန်လာပြီပါနော်မြင်ရလားတခြားနားလေလားကိုမကြီးအလိုဟုတ်တယ်ရှေးခွန်တုံညအသုံးလုံးပေါင်း9 9နှစ်ခက်က3 9ကနောက်ပိတ်ဒါဆိုရင်ဒါဒီအပိတ်ပါဒါဒီကျွန်တော်ကမကြီးထိတ်စီးပါ ဒါဆိုကျွန်တော်ဒီဂရီမာတွေအားလုံးကိုကျွန်တော်ချက်လေးစီပြပေးမယ်ဟုတ်လားဒါတော့ကျွန်တော်ကိုမကြီး၉ထိတ်နဲ့ရည်တော့ကြည့်မယ်၅သုံးအပိတ်ပေါ့ဟုတ်လား၉၅၉သုံးဒါရင်နှစ်ထိတ်စီ၅သုံးနောက်ပိတ်၂၅၂၃ဟုတ်ပြီလားတော့ကိုမများလုံးပဲဒါဆိုရင်၂၅၂၃၉၅၉၃ဟုတ်လားကိုမများလုံးပဲ ောကျွန်တော်တစ်ခါတည်းကနန်းကိုစီပြီးမယ်မစင်းသွားနဲ့တစ်ခါတည်းကြည့်ပြီးနော်တစ်ခါတည်းကြည့်ပြီးကနန်းကိုတစ်ခါတည်းစီပြီးခဲ့မယ်မစင်းသွားနဲ့အကိုမာမရအောင်မေးတစ်ခါတည်းကြည့်ပြီးပါမစင်းသွားနဲ့တစ်ခါတည်းကြည့်ပြီးတစ်ခါတည်းစီပြီးမယ်ဟဲ့လားအဲ့ဒီမှာကျွန်တော်ကမာရီအားလုံးပေးတစ်ခါတည်းကြည့်ပြီးဓာတ်ကောင်တစ်ခါတည်းရေးပေးခဲ့မယ်နော်တခွက်ကောင်ကိုကျွန်တော်ကိုမာများလို့ကျွန်တော်ပုံပြင်လေးပြောမယ်ကိုးနဲ့ပဲပတ်သက်ပြီးရေးပေးမယ် နှစ်ကွက်ရေးပြီးမယ်နော်တင်ကစားရမယ်ကတည်းကနှစ်ကွက်ရေးပြီးမယ်နော်ကိုမမြန်ကိုနဲ့ပတ်သက်ပြီးနှစ်ကွက်ရေးပြီးပါမယ်တင်တော့ကစားပါကိုမမြန်အလုံးပဲနော်ကိုနဲ့ပတ်သက်ပြီးတင်တော့ကစားပါနှစ်ကွက်ရေးပြီးပါမယ်အကိုမမြန်အလုံးပဲဟုတ်ပြီဒါဆိုကျွန်တော်ကိုမတွေအလုံးပဲ2 on နဲ့ကျွန်တော်ဘာကိုထည့်ပေးမလဲဆိုတော့25 23 25 23 90တော့ဟုတ်လားဒီနေရာမှာတကွက်ကောင်းနေရာမှာကျွန်တော်95တကွက်ထည့်ပေးမယ်ဟုတ်ပြီနော်တကွက်ကောင်းက95တကွက်ထည့်ပေးမယ်နောက်တစ်ကွက်ကလည်းတင်ကစားရမယ်ခဏနှစ်ကွက်ပဲနော်တင်ကစားရမယ်ခဏနောက်တစ်ကွက်ပဲဟုတ်လားတခါတည်းတော့ကြည့်ပြီးကဲလမ်းမလေးထောင်တာပြီးပါအောင်မိသားစုကိုမလေးအားလုံးပေးဗျနော်ကဲတခါတည်းဝင်လာခဲ့ပြီကျွန်တော်ကိုမလေးအားလုံးဟောဒီမှာမိတ်မိတ်ဆက်ပေးမလို့မိတ်သွားတယ်ဗျနော်ကြောဒါဒီ ်ဘုတ်ဘူးကြတာပဲကြံရက်ကလေးမှာပေါ့ဒီတရက်နဲ့တင်းမှာပေါ့နော်ကိုမများအောင်ပဲစိန်ခေါ်ပတ်သီးအပြစ်မနေထွက်ပြရမယ်စိန်ခေါ်ပတ်သီးတလုံးရဲ့မွေးကွက်ရဲ့မရသေးတဲ့ကိုကြီးမရှိလာယူပါနော်ကျွန်တော်ရဲ့ကိုကြီးမတွေအားလုံးပဲ ိတ်ခေါ်ပတ်သေးကိုအဓိကထားပြီးတော့ပတ်နိုင်နေစရာကြီးလုံနိုင်နေဆိုရင်ကိုရီမားအားလုံးပဲเนาะမပြည့်မနေထွက်မဲ့ဆိုကျွန်တော်မတကယ်ထိုးရဲပါတယ်ဆိုရဲကိုရီမားကြီးရှိရင်တခါလေးလာယူပါ6095ခေါ်တုံညာက633မှာလာရပါမက်ဆေ့ရှိမက်ဆေ့ကိုသွားဘိုက်ဘာရှိဘိုက်ဘာကိုသွားအခုမှများအလုံးပဲเนาะကိုကူတခါလေးမြင်နေဆိုတခါလေးလာယူတာเนาะကိုမှများအလုံးပဲပတ်တိတလုံး နော်မဖြစ်မနေထွက်ပြန်ပတ်သီးတလုံးကိုတကယ်မွေးနိုင်တယ်ဆိုတဲ့ကူမကြီးဒီတရက်နဲ့တွေ့နော်တကယ်မွေးနိုင်တယ်ဆိုတဲ့ကူမကြီးရှိရင်လာယူမယ်ဘေးရင်ငွေကြိုပေးစရာမလိုပါဘူးအစင်ပြေတော့ထည့်ကစားပြီးပါ၃ရဘူးတက်နိုင်၃ရဘူးဒါထည့်ကစားပြီးပါကျွန်တော်ရေကူမအများအလုံးပဲနော်ဒါမိနေမှာသူတို့တခါတည်းမိတ်ဆက်ပေးထားတာပါအဲ့တော့ဒီမှာတူရမယ်ကနေထပ်ရေးပြီးမယ်နော်ကိုမအများအလုံးပဲတကူ 19ရယ်14ရယ်19 14နော်ပြီလားဒီမှာက60ရှင်းနော်60ရှင်းနော်ကိုမကြီး65 68 86ကတော့ကိုရင်မကြီးကြိုက်မှာထက်ကစားဗျာเนาะပြန်ကြ ాయి ဖြစ်လို့86ကကြိုက်ပြန်ထက်ကစားเนาะအကိုဒီမကြီးမိသားစုကိုမကြီးကြိုက်ပြန်ကြက်ကစားပါ86ကျွန်တော်ကအကိုမကြီးတိတ်ပြီးတော့အဲ့ဒီ86တွေပါတိတ်ခေါင်းနဲ့တိတ်မထည့်တော့ဘူးဗျာเนาะ ပြန်ကြကြီးပါတော့ဒီမှာပြန်ကြဖြစ်ပါတယ်ကြိုက်ရင်ထိတ်ကစားပါအကူမာတွေအားလုံးပဲတင်ကစားရမယ့်ကဏ္ဍတိ6 9 6 8 9 3နော်25 23ဒီဘောဟာလေးအဓိကထားတင်ကစားပါဗျာနော်95 98 25 23 93နော်ဒါလေးကိုတင်ကစားမယ်နော်358အကန့်နဲ့6ထိပ်စီကိုအဓိကထားတင်ကစားမယ်ပြီးရင်2395ပြီးကျွန်တော်ပေးတာမဟုတ်ငါးပိတ်နေရာမှာ23နေပါလေကောင်းတယ် ခွန်ဘရိတ်နေရာမှာ25ကြီးလဲကောင်းတယ်ဟုတ်ပြီလားကိုမမများအလုံးပဲเนาะဒါလေးကိုတရားတင်ကစားပါကျွန်တော်ရေကိုမရအလုံးပဲကိုခွဲကတစ်တစ်နဲ့တကိုးပါဟုတ်တယ်ကိုနိုင်30ဈေးအားတော့ကိုတစ်တစ်ရဲ့တကိုးထွက်ထားပါတယ်အပူရဲ့10ပြည့်ရဲ့ထွက်ထားပါတယ်ညီကိုလိုက်မယ်ဆိုရင်တရီထားပါ68တရီထားပါကိုမရအလုံးပဲနော်68 65တတိထားပါဒါကတပြားမှထဲမထိုးပြီးနဲ့ကိုရရင်ကိုယူသွားနေတိုက်ကိုယူမာဒီပုံပွင့်လေးပြောတာနော် နေတိုက်ကိုရင်မကြီးတပြားမှထဲမတို့ပြီးနဲ့ကိုရရင်ကိုယူသွားပါကို9 9 8 9 3တခါရယူသွားပါတော့စိတ်ကောမွေးကလန်းသမားတွေတရားနဲ့တည်းမဖြစ်မနေထွက်ပြရမယ်ပတ်သီးတစ်လုံးနဲ့မွေးကွက်ကိုလာယူပါအဓိကတော့ပတ်သီးကိုထားလောက်ရမှာနော်ကျွန်တော်အဓိကအာမခံတော့ပတ်သီးကိုတော့ရေးအာမခံပါတယ်မရသေးတဲ့ကိုရင်မရှိတခါတည်းလာယူပြီးနော်6 9 9 9 3တို့မှာအကိုမတွေအားလုံးပဲမက်ဆစ်ကဆင်ကြီးကမက်ဆစ်ကပါနော်ဘိုင်ဘာဆင်ကြီးကဘိုင်ဘာကိုသွားပါတခါတည်း လာယူပါเนาะဥပမာတခါလေးပေးနေပါပြီဒီ DM နဲ့တင်မပြုတ်နေဖတ်ပါလိမ့်မယ်ဒီကနေ့နေကုန်ကြော်သွားရင်တော့ကံကောင်းဗျာเนาะအဲ့ဒီပတ်တိကဒေးတနေကုန်နောက်နေ့ကိုကူးသွားရင်တော့ကံကောင်းဒီနေ့ထုတ်ဖို့များပါတယ်ကဲမရသေးရဲ့ကိုမရှိလာယူမယ်6999 93တို့မှာလာယူမယ်ဗျစင်ကောပတ်တိနဲ့မွေးကွက်ပါ